ဂရုစီမီထနန်ခြေရိုဒီနေမှာတော့ပြီးခဲ့တဲ့ဘက်ကတင်ပေးခဲ့တဲ့ German EDNs တွေရဲ့ဒုတိယပိုင်းကိုဆက်လက်လေ့လာလိုက်ကြရအောင် So let's start Read and band on off twice Read and band on off twice times by EDNs in German part 2ကဲဒါဆိုပထမတစ်ခုကတော့ The Kirchhoff im Dorf Larsen ဒီကေရှယ်အင်တော့ဖ်လာဆန်အလားဒီချေတော့ပါလေပုံကြီးချက်မနေနဲ့ဆိုတဲ့ဟာမျိုးပြောချင်တာမျိုးပေါ့ don't exaggerate so by shpi kitchen is a message အကြောင်းကြည့်ကြမယ် come show last decision in dog come on don't overreact come show last decision in dog အဲ့တော့မြင်မြလားနေပိုးတွေလုံးမနေနဲ့ပေါ့ညာအဲ့လိုဟာမျိုးပြောတာပေါ့ဒုတိယတစ်ခုကတော့ ins cartel versus springen Ins Scott vs. Springen. And I, they bet, shared the Cuckoo cool, Ball, not go to a challenging Peter Hart Cuckoo, Sam, you love that new Bureau. To try something new and challenging, so that they will be able to do it. And you, it's a message I'll let you So, by the Menschma is as good as Carter versus to so spring and on Royal Lane. Menschma is as good as Carter versus so sometimes it's good to dive in and learn something new အဲ့ဒါရဲ့အသေးပဲကတော့တစ်ခါလေကြရင်တချို့တို့ကကိုယ့်အတွက်စိန်ခေါ်မှုဖြစ်စေတဲ့အရာမျိုးတွေကိုစမ်းလုပ်ပြီးတော့အစ်စ်တွေလေ့လာရတာကကောင်းပါတယ်ဆိုတဲ့ဟာမျိုးကိုအဆုလို့တာအာဆို drittle ဆိုတတိယတစ်ခုကတော့ fish on fetish side fish on fetish side အဲ့ဒါရဲ့အသေးပဲက to be exhausted ဆိုတဲ့ဟာမျိုးကိုပြောတာပေါ့အယံပင်မန်းနဲ့ဆိုတာမျိုးပေါ့အဲ့တော့ဒီလို exam message လေးကိုကြည့်လိုက်ကြရအောင် some bush bee nach der Arbeit bin ich fit und fertig. Nach der Arbeit bin ich fit und fertig. I'm totally exhausted after work. အဲ့တော့အလုပ်ပြီးရတဲ့အချိန်မှာငါအရင်ပင်ပန်းသွားပြီးခြေကုန်လက်ပန်းကျသွားပြီးဆိုတဲ့ဟာမျိုးတချို့လိုဆိုလိုတာပေါ့နော်။အဲ့တော့တချို့လေးခုမြောက်က da is the wound dream. da is the wound dream. something is going wrong. အဲ့ဒီအရင်အသေးပဲကတရှိတော့တခုခုအောင်မှားနေပြီလွဲနေပြီဆိုတာမျိုးပြောတာပေါ့အဲ့တော့တရှိတော့ဥပမာစာတောင်းလေးကိုကြည့်လိုက်ကြရအောင် zum beispiel my handy funktioniert nicht that is the wundrin my handy funktioniert nicht that is the wundrin my phone isn't working something is wrong ဆိုတဲ့ဟာမျိုးပေါ့အဲ့တော့ဗာလဲငါဖုန်းကအလုံးမလုံးတော့ဘူးတခုခုအောင်မှားနေပြီဆိုတာမျိုးပြောတာပေါ့အားစု lexte တရှိတော့နောက်ဆုံး idiom လေးကတော့ bock haben auf evex bulk haven of avex to feel like doing same thing ဆိုရပုံစံမျိုးချက်တခုခုလှုပ်ရှင်တလိုမျိုးဖြစ်နေတယ်ဆိုရဟာမျိုးမှာတုံးတဲ့ idiom ပေါ့နော်အဲ့တော့ဥပမာစာကြောင်းလေးကိုကြည်လိုက်ကြရအောင် so much we ich habe heute keinen bock auf hausaufgaben ich habe heute keinen bock auf hausaufgaben I don't feel like doing homework today အဲ့တော့အဲ့ဒါအသေးပဲငါဒီနေ့အင်စာမလုပ်ချင်ဘူးအာလုပ်ချင်တယ်လို့ခံစားမနေရဘူးဆိုတဲ့ဟာမျိုးဒီ share လို့ပြောတာပေါ့နော်ကဲဒါဆိုရင်ဒီ share ကြာမဲ့ EDS လေးတွေကို part 1ရော part 2ရောလေ့လာပြီးသွားပြီဆိုတော့အခုကစပြီး share ပြောရဲချိန်မှာဒီ EDS လေးတွေထည့်ပြီးတော့ပြောလို့ရပြီပေါ့နော် Yeah also this is Alice thank you show so what are you waiting for just use these idioms in your daily german conversation and impress the others. So, don't forget to like and subscribe my channel. See you in the next video. Cheers!